60ကျော်အရွယ်ဖြစ်နေလို့လှောင်ပြောင်နေသူတွေအံ့ဩသွားအောင်ဖန်ပြွန်တရီသားနီးနဲ့အမွာသမီးလေးတွေမွေးလိုက်တဲ့မန္တလေးကဦးမျိုးတန့်ပရိသတ်များလုံးမဲမင်္ဂလာပေါင်းဘီယန်အောင် page လေးကနေကြွဆိုလိုက်ပါတယ် ဒီခေတ်ကြီးထဲမှာကျွန်တော်တို့လိုယောက်ျားမျိုးရှားသွားပြီဆိုပြီးယုံကြည်မှုအပြည့်နဲ့ပြောလာတဲ့သူကတော့မန္တလေးကတထေးကြီးဦးမျိုးတပ်မဲဖြစ်ပါတယ်။ဦးမျိုးတပ်က2025ခုနှစ်ရဲ့အချစ်တက်ဆောင်အမျိုးသားလိုတင်စားရလောက်အောင်ဇနီးတဲ့နဲ့သမီးတွေအပေါ်မှာချစ်တက်တဲ့သူပေါ့။အသက်60ကျော်အရွယ်ဦးမျိုးတပ်ကလွန်ခဲ့တဲ့နှစ်နှစ်ခန့်ကပဲအသက်ကွာတဲ့အမျိုးသမီးတစ်ယောက်ကိုလက်ထပ်ခဲ့ပါတယ်။ အဖေနဲ့သမီးရွယ်လောက်ဖြစ်နေတာကြောင့်ဦးမျိုးတန်းကအမျိုးသားအချင်းချင်းကပဲဝိုင်းဝန်းအထင်သေးခဲ့ကြတာရှင်ဦးမျိုးတန်းကဇနီးလောင်းကိုတိန်တောင်းအဖြစ်ရွှေငွေလက်ဝတ်ရတနာအစုံလင်းနဲ့တင်တောင်းခဲ့တာပါအသက်ကွာနေလို့သူ့ကိုအမျိုးမျိုးဝေဖန်နေပေမဲ့ဦးမျိုးတန်းကတော့မတုတ်ပြန်ခဲ့ဘူးရှင်အခုတော့ဦးမျိုးတန်းကကလေးတယောက်အဖေတော်မဟုတ်တော့ပဲအမွာတို့ရဲ့ဖေဖေဖြစ်သွားခဲ့ပါပြီသမီးလေးတွေကအဖေကိုချစ်တယ်လို့သမီးလေးတွေပဲလိုချင်တဲ့ဦးမျိုးတန်းကဘန်ကောက်ထိသွားပြီးဖန်ပြွန်တရေသားနီးနဲ့အမွာလေးတွေကိုမွေးခဲ့တာပါ ငွေကြေးတက်နိုင်လို့ဘန်ကောက်မှာလာနေချီပြီးနေခဲ့ရတဲ့အပြင်တင်းထောင်ချီပြီးတော့လေကုန်ကြရရှင်အခုတော့မျိုးပုတ်ပုတ်ချင်းနဲ့မျိုးပုတ်ပုတ်နှစ်လို့နာမည်ပေးထားပြီးသမီးလေးတွေမွေးပြီးမှတင်းထောင်ချီပြီးလှူဒန်းခဲ့တဲ့သူပေါင်းဒါကြောင့်အသက်60ကျော်ပေမဲ့လေကလေးတွေကိုမွေးဖွားနိုင်ခဲ့တာဖြစ်ပါတယ် နန်းတော်ကြီးလိုခန်းထားတဲ့အိမ်ကြီးကိုပိုင်ဆိုင်ထားတဲ့ဦးမျိုးတန်းကိုတော့အခုချိန်မှာဝေဖန်သူတွေကပြန်လည်အားကျနေရတာပေါ့ဦးမျိုးတန်းရဲ့ဇနီးဖြစ်သူကအသက်ကွာခြားပြမဲ့လေတကယ်မြစ်တာအစ်စ်နဲ့ချစ်ခဲ့ကြတာဖြစ်လို့အမွာသမီးလေးနှစ်ယောက်ကိုမွေးပေးခဲ့ပါတယ်ဦးမျိုးတန်းကအသက်ကြီးသွားပြီဖြစ်လို့အထင်သေးခဲ့ကြပြမဲ့လေငွေနဲ့ဖန်တီးနိုင်လို့အမွာလေးတွေရဲ့ဖေဖေဖြစ်လာခဲ့တာပေါ့အမွာသမီးလေးတွေကအခုဆိုရင်လာသားအရွယ်ရောက်နေပြီဖြစ်ကဦးမျိုးတန်းနဲ့လေရုပ်ချင်းအတော်လေးကိုစင်တူတဲ့ရှင်သမီးလေးတွေကိုမွေးပေးတဲ့ဇနီးတဲ့ကိုကျေးဇူးတင်လို့ဦးမျိုးတန်းကတ ံဘိုးကြီးလက်ဆောင်တွေကိုမချာခဏပေးတတ်ပါတယ်။ကလေးပြည်ရဲ့ရတ္တရာပြည်မွေးနေ့မှာဇနီးတဲ့အတွက်သိန်း၄00တန်ကားချီကိုလည်းဦးမျိုးသန်းကဝယ်ပေးခဲ့တာရှိန်စိန်ဆိုင်ဖွင့်ပွဲတွေကိုသွားရင်လည်းသူ့ဇနီးတဲ့သဘောကျတဲ့စိန်လဝိရတနာတွေကိုကြိုက်သလောက်ဝယ်ပေးပါတယ်။ဦးမျိုးသန်းရဲ့သူ့ဇနီးတဲ့ကိုမိတ်ဆက်ပေးသူတယောက်ရှိလို့ဖူးစာဆောင်ခဲ့တာရှိန် သူ့ဇနီးတဲ့ကဘာသာရေးလက်ကန်ဆိုင်ရဲ့အပြင်ဦးမျိုးတန်အပေါ်မှာလည်းနားလည်မှုအပြည့်ရှိနေကြပါသူကိုအသက်ကြီးတယ်ဆိုပြီးဖြစ်ခွာမသွားပဲဂယူဆိုင်ပေးတဲ့ဇနီးတဲ့ကိုမျက်နှာမငယ်အောင် ထားပေးတဲ့အပြင်လူချင်းတဲ့ပစ္စည်းတွေကိုလည်းဝယ်ပေးပါသေးတယ်ရှင်ဦးမျိုးတန်ကဇနီးတဲ့အတွက်လည်းကားတွေစိန်တွေ brand အိတ်တွေကိုဝယ်ပေးတဲ့အပြင်အလူတွေကိုလည်းနေစင်လောက်ပါတယ်လွန်ခဲ့တဲ့သတင်းကြုံမှာလည်းလာရောက်တော့တဲ့သူတွေကိုတိန့်တထောင်နီးပါမုတ်ဖိုးတွေပေးခဲ့လို့နာမည်ကြီးခဲ့တာရှင် ကလေးတွေကအရန်ချစ်တတ်ပြီးအချိန်တိုင်းလဲကလေးတွေရဲ့ရှေးရီအတွက်ပဲတွေးကောင်းဦးမျိုးတန်းကစူးစမ်းနေကြတဲ့သူပေါင်းဇနီးတဲ့နဲ့သမီးတွေကိုစိတ်ကြိုက်ပြည့်စည်ရဲ့ဝယ်ပေးပြီးမဲ့ဦးမျိုးတန်းကတော့အသုံးစရိတ်နေပါတယ် 900လောက်ကိုသာစားလိရှိတဲ့ဦးမျိုးတန်းကသူ့အတွက်ဘာမှမတွေ့ဘဲဇနီးတဲ့ကိုပဲပြောစေချင်သူဖြစ်ပါတယ်။အကြောင်းဒီခေတ်ကြီးထဲမှာသူ့လိုယောက်ျားမျိုးကရှာသွားပြီလို့ပြောတာပါရှင်။အရန်ချစ်တတ်တဲ့ဦးမျိုးတန်းကိုတော့အားချနေကြကဖခင်ကောင်ပိသားတယ်လို့ဇနီးတဲ့ကိုလည်းပို့ပြီးလှပအောင်ဖန်တီးပေးနိုင်တဲ့သူပါ။ငွေချင်းလေးပြည့်စုံတဲ့အပြင်ချစ်တတ်တဲ့နေရာမှာနှစ်ယောက်မရှိတဲ့ဦးမျိုးတန်းလိုအမျိုးသားကိုအားချနေပြီလားဆိုတော့ခမမပြပြခဲ့ဝင်တော့အလုံးကိုကျေးဇူးတင်ပါတယ်ဆလပ်ဘေးဆလပရတီသတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်နေ့ရ တိုင်းအတွက်ပျော်ရွှင်ပါစေ။